မတ်လ22ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။လာမယ့်ဂျွန်လမကုံခင်လာရှိုးကနေ MNDAA တပ်တွေတရုတ်ရဲ့ဖိအားကြောင့်ဆုတ်ခွာရမယ့်သတင်းထွက်ပေါ်ခဲ့ပြီးနောက်ပိုင်းမြမအရေးမှာဂျားဝင်ဆွတ်ဖက်မှုတွေမပြုတ်လို့ဖို့တရုတ်အစိုးရကိုစန့်ကျင်တဲ့လှုပ်ရှားမှုကို MNDAA သိမ်းယူထားတဲ့လာရှိုးမြို့မှာမနေ့ည9နာရီလောက်ကပြုတ်လုခဲ့ကြပါရရှင်။မန္တလေးတိုင်းညအူးမြို့နယ်ငတရောက်မြို့ကိုဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာ စစ်ကြောင်းမှုအပါအဝင်သိဆုံးထိခိုက်သူများပြပြီးစစ်ကြောင်းတစ်ခုလုံးပြုတ်တဲ့အထိတိုက်ခိုက်နိုင်ခဲ့တယ်လို့ညာဦးမြို့နယ်ပကဖတာဝန်ရှိသူကပြောပါတယ်ခမန်းအင်အား80ခန့်ပါတဲ့အဲ့ဒီစစ်ကြောင်းဟာတမ88လက်အောက်ခံညာဦးမြို့အခြေဆိုင်ချင်းမြန်တက်ရင် ခမာရ435ကဖြစ်ပြီးစစ်ကြောင်းနှစ်ကြောင်းနဲ့ငတရောက်မြို့အနီးဝင်ရောက်လာခဲ့တာဖြစ်ပါတယ်ရှင်ထိုင်းနိုင်ငံကန်ချနာပူရီပြည်နယ်ကစံခလာပူရီမှာမနေ့ညသကောင်းကျော်အချိန် မတင်ကားစီယာပစ်ကပ်ကားတစ်စီးကိုထိုင်းအာနာပိုင်းတွေကတားဆီးရာကနေကလေးတွေအပါအဝင်ထိုင်းနိုင်ငံထဲတရားမဝင်ဝင်ရောက်လာသူမြန်မာ18ဦးကိုဖမ်းမိခဲ့ကြောင်းထိုင်းရဲ့တပ်ဖွဲ့ကထုတ်ပြန်ပါတယ်ရှင်။ပဲခူးတိုင်းမဲလာမြို့နယ်စစ်ကွင်းမျိုးအုတ်တွင်းကျေးရွာအနီးရန်ကုန်ပြည်လမ်းဘေးမှာထိုင်းချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စစ်စေးရေးဂိတ်နယ်စခန်းကိုမနေ့ကမနေ့အစောပိုင်းမှာဝင်ရောက်စီးနင်းတိုက်ခတ်ခဲ့တယ်လို့တရားဝတိခရိုင် PDF စီကသိရပါတယ်ရှင်။